ကဲမင်္ဂလာပါမျိုးတို့ရေနော်ဟိုဟာနှလုံးကပိတ်ရတရားများနော်ဒီကြားတဲ့ကျွန်တော်ဈမ်းအနေနဲ့ခံနေအဲ့တော့ကျွန်တော်အနေနဲ့လဲဟိုဘလို့ရေးပေးလို့ပြရမှမသိဘူးနော်နောက်တစ်ခါကျွန်တော်အလတ်ထားလေးရှိရအတွက်ကျွန်တော်တစ်ပတ်လုံးလုံးတစ်ပတ်လုံးလုံးကျွန်တော်နားလိုက်တယ်ပေါ့နော်အဲနားလိုက်တယ်အခုကျွန်တော်အဲ့လိုနားရတဲ့ဘက်ဘက်မှာလာပြီးတော့ပြောကြလူတွေအများကြီးရှိပါတယ်အဲ့အတွက်ကျွန်တော်ပြန်ပြီးတော့ကျွန်တော်ပြန်တင်ပေးခြင်းဖြစ်ပါတယ်နောက် တ်တင်มาလဲကျွန်တော်နောက်နေနေနောက်နေมาလဲဇက်တိုက်ဇက်တိုက်ကလေးတင်ပြီးနိုင်အောင်ကျွန်တော်ကြိုးစားသွားပေးပါမယ်ဗျเนาะအဲ့လိုကြိုးစားသွားပေးမှာကျွန်တော်ကဆရာကြီးမဟုတ်ဘူးเนาะတရားတိတ်လဲအာကြီးကိုမနေညနဲ့เนาะအဲ့တော့ဘာပဲဖြစ်ဖြစ်ဟိုမျောလင့်ကြတဲ့လူတွေเนาะစိတ်ကျင်နေအောင်ကျွန်တော်တို့ဒီကနေ့20လေးနဲ့စားလိုက်မယ်ဗျเนาะဒီ20လေးတွေကဆိုရင်ကျွန်တော်မပိတ်ခင်အဲ့ဒီအချိန်ဒီမှန်ခဲ့တဲ့20လေးနော်မျိုးတို့လူကောင်းနေမြင်လိုက်တာနဲ့တည်နေမယ်နော်အဲ့တော့ကျွန်တော်ဘယ်ရစမလဲဆိုတော့6နှစ်4ရက်ကနေစမယ်ဗျ နှစ်6ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ20တဲ့20ဟောင်းလေးပါပဲเนาะမြင်လိုက်တန်းတဲ့တည်မှာပါကျွန်တော်ဒီ1ချင်း20ကဒီ9ရဲ့တဲ့ဒီ6ရဲ့ပါ1ပါတဲ့1ရဲ့ပါဝါ6 1 6ဆိုတဲ့ကြာဒီအပြင်မှာဆင်းရမယ်တဲ့ တိချောက်ဆိုရတဲ့ဗျာဒီအပြင်မှာဆင်းရမယ်အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားလဲဆိုရခါကြတော့33နဲ့မအောင်ပါဘူးတစ်တစ်တစ်မှာတော့တစ်တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်အမျိုးတို့ညနောက်တစ်ပြင်တော့တွတ်ပါမယ်တေ6 4 6 3 9 6 6 3 9 6 6 ၃ညနေ၅ကိုဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ6ကဲဒီ9ရဲ့ပေါင်း5ပါတဲ့5ရဲ့ပါဝါ3ည5 3ညဆိုတော့1ညဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားတဲ့ဆိုတဲ့ခါကျတော့2 6တဲ့မအောင်ပါဘူး3 5တဲ့3 5မှာတော့5တလုံးထိကြီးကျွန်တော်တို့အောင်မြင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျကဲနောက်တစ်ပြုံးတွေ့ပါမယ် ခွန်ခွန်လေးခွန်ကိုငါ၃၄၃နှစ်တုံညာ၃၆တိတုံညာ၃၆တိဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့တော့တက်မဲ့ဆိုရင်ဒီနှစ်ကဲဒီတက်ကဲပေါင်း၃ပါတဲ့၃ရဲ့ပါဝါ၈၃၈ဆိုရတဲ့ပြဒီပြင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့ကျွန်တော်ဘာထွက်သွားတယ်လဲဆိုရခါကြတော့ခွန်ရှစ်တဲ့ခွန်ရှစ်မှာရှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်၄တိတဲ့၄တိမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော် ောက်တကကျွန်တော်တို့၄2 68 4 2 68 68 6 3 4 2 6 3 4နှစ်3ည83ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရှိပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ၄ရဲ့ဒီ3ရဲ့ပေါင်းတော့ခွန်ပါတဲ့ခွန်ရဲ့ပါဝါ2ခွန်2ဆိုရဲ့တပြားဒီအပြင်မှာဆင်းရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးဆင်းသွားသလဲဆိုတဲ့အခါကျတော့6 1တဲ့မအောင်ပါဘူး 6နှစ်တ6နှစ်မှာတော့ကျွန်တော်နှစ်တလုံးထိပြီးတော့အောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြင်တော့တက်ပါမယ်ကိုနှစ်တခွန်ကိုရှိတတုံးကိုရှိတတုံး2363 2363ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်တာပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ3ရဲ့ဒီ3ရဲ့ပေါင်းတော့6ပါတဲ့6ရဲ့ပါဝါ1 6တိဆိုရတဲ့ပြဒီပင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ခွန်ငါတဲ့မအောင်ပါဘူးဗျ36 36တဲ့36မှာ6တလုံးထိပြီးအောင်မြင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြောင်းတက်ပါမယ်39968 39 68 43 35 39 35 33ညဆိုပြီးကျွန်တော်ထွက်ပြီးတော့ညနေပိုင်းမှာမထွက်ခဲ့ပါအောင်ဗျာနော် ဲတော့အဲ့ဒါလိုညနေပိုင်းမှာမထွက်တဲ့အခါမျိုးကြရင်ဒီတလုံးနဲ့ထွက်တဲ့အတွက်ကျွန်တော်ဒီတလုံးကိုပဲယူပြီးပေါင်းမှာကစားမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီတလုံးနဲ့ယူရင်9ပါတဲ့9ရဲ့ပါဝါ3ည9 3ညဆိုတော့ကနန်းလုံးကဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဗာထွက်သွားတယ်ဆိုတဲ့အခါကျတော့၄၃ညရတယ်၄၃ညမှာ၃ညသလုံးထိပြီးထွက်သလို၉၃ညရတယ်၉၃ညမှာလည်း၃ညသလုံးထိပြီးတော့ညအောင်မနေ့ကောအောင်မြင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြန်တော့တွက်ပါမယ် သုံးသုံးရနှစ်တစ်6 9နှစ်6 9နှစ်၄3တစ်လေး၄3တစ်လေးဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီနှစ်ကဒီ၄ရဲ့ပေါင်း6ပါတယ်6ရဲ့ပါဝါ1 6တစ်ဆိုတဲ့ကြာဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့6 9တဲ့6 9မှာ6တုံးထိပြီးအောင်မြင်ခဲ့သလို16တဲ့16မှာလည်း16ကောထိပြီးတော့ကျွန်တော်တို့ အောင်မြင်ခဲ့ပါတယ်အမျိုးတို့ကဲအဲ့နေရာမှာကျွန်တော်အများတန်းလဲကျွန်တော်လူဟောင်းနေတော့တည်ရနော်လူတစ်တွေဝင်လာခဲ့နေဟိုအမြဲတည်ထားပါဒီလိုမျိုးဝမ်းကျင်းဆိုဝမ်းကျင်းနဲ့ကိုက်ညီနေလဲထဲ့ထိုးပါနော်ဘာဖြစ်လို့ဝမ်းကျင်းဆိုတာကကျွန်တော်ပြောခဲ့ပြီးပြီနော်ဝမ်းကျင်းဆိုတာကဒီ6တစ်ဆိုရယ်ကနန်းထွက်ရမယ်ဟေ့တကယ်လို့မထွက်ဘူးဆိုအနည်းဆုံးတစ်လုံးတော့ပါရမယ်ဆိုရယ်အတိတ်ပြန်မျိုးဖြစ်တဲ့အတွက်ဒီ6တစ်ကိုလူအတိတ်ပဲရပါတယ်ဗျာနော်ကဲနောက်တစ်ပြန်တွေ့ပါမယ်ရှိတေကိုလေးရှိတေကိုလေးတိရှိရှိလေးတိရှိရှိလေး ရှင်ငါးငါးနှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်၄ရဲ့နှစ်ကဲပေါ့6ပါတဲ့6ရဲ့ပါဝါတိ6 1ဆိုတဲ့ပြဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ရှစ်ရှစ်တဲ့မအောင်မအောင်ပြ6 2တဲ့6နှစ်မှာတော့ကျွန်တော်တို့6တလုံးထိပြီးအောင်မြင်ခဲ့ပါတယ်မျိုးတို့ကဲအဲ့ဒီလိုကျွန်တော်တို့ data နောက်ဆုံးနေရเนาะကျွန်တော်နားလိုက်တဲ့နေရနောက်ဆုံးနေရပေါ့ဟုတ်လား အဲ့ဒီကမှအောင်မြင်ခဲ့တာကိုအမျိုးလိုမှတ်မိမယ်အဲ့တော့ကဲလာဒါဆိုရင်ကျွန်တော်တင်းနေလာနေအလက်ပြန်ကြလာအတွက်ဒီတင်းနေလာနေမှာဘာဝန်းချင်းရမလဲတွက်လိုက်ကြအောင်၄3 9 3 9 3 9တဲ့တင်း9 6 6တင်း9 6 6တဲ့6953 6953ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6ကဲ3ရဲ့ပေါင်း9ပါတဲ့9ရဲ့ပါဝါ၄9 4ဆိုရတဲ့ပြဟာဒီအပြင်မှာဆင်းရမယ်တဲ့ကဲကောင်းပြီအဲ့တိုင်းဆိုရင်ကျွန်တော်တို့ကခါတိုင်းပေးနေလို့ပဲ ကြီးထိတ်ကလေးတွေနဲ့ကျွန်တော်တို့ဝမ်းကျင်းလေးနဲ့ချိန်ဆလိုက်ရအောင်ကြီးထိတ်ကြီးထိတ်ဆိုတော့ကျွန်တော်လူဟောင်းနေသဘောပေါက်တယ်เนาะဒီကောင်ကကြီးအနေနဲ့အဓိကဟောထိတ်အနေနဲ့အဓိကထားကစားမယ်ဒါပေမဲ့ဟိုကြီးနေထိတ်ကလွတ်သွားရင်ကြီးအနေနဲ့ထွက်တတ်တော့ကျွန်တော်တို့ဥပမာပေါ့ဗျာကဏ္ဍတလုံးကိုကျွန်တော်တို့ဥပမာဟိုတုံးထိတ်ပဲထားပါတော့ဥပမာ3 9ဆိုပြီးကျွန်တော်ထိုးတယ်ဒါပေမဲ့ကို3လေးတော့နည်းနည်းထည့်ထိုးပါเนาะ အဲ့တော့ကလေးထိတ်အနေနဲ့မထွက်ပဲနဲ့ကီးအနေနဲ့ထွက်သွားရင်လည်းထွက်သွားတတ်တာတွေအများကြီးရှိခဲ့ဘူးလို့ပါနော်အဲ့တော့ဒီမှာကျွန်တော်ကီးထိတ်ကဘာလဲဆိုတော့3 6 8တဲ့နော်ခုနဝမ်းချင်းက1ချင်းကကျွန်တော်တို့6လေးတဲ့နော်6လေးအဲ့တော့ဒီအပေါ်နဲ့အောက်နေမှာတူညီရအတွက်ကတ်လိုက်မယ်ကတ်လိုက်မယ်ဆိုရင်3 9 3 4 8 9 8 4 8 9 လေးလေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရှိပါတယ်ကနန်းလေးရောက်နည်းနည်းလေးပါအကုန်ထိုးမယ်ဆိုတော့ကစားလို့ကစားလို့ရတဲ့ဟာမျိုးပါနော်အဲ့လိုအာမကျွန်တော်တို့ကဟိုကနန်းနေတော့ရလာပြီတင်ကနန်းလေးအနေနဲ့ဆိုရင်ကျွန်တော်တို့ break line နဲ့စဉ်းစားမယ်နော် break ကကျွန်တော်တို့1 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 6ပါတဲ့အဲ့မှာ2တစ်ဒီ main break ပါတဲ့နော်အဲ့တော့2တစ်ဆိုတော့2နဲ့1နဲ့ပတ်သက်တဲ့ဟာဆိုတော့တစ် break နဲ့ပတ်သက်တာလုံးဝမရှိဘဲနဲ့2 break နဲ့ပတ်သက်တာက39နဲ့84ဆိုပြီးနှလုံးရှိပါတယ်ကျန်တာကတော့ရှိရနော်အရင်မှာ con break တို့ပါလို့ရှိရနော်3လေးတို့ခွန်ရှိမ3လေးတို့ရှိကိုလို့ဒါကတော့အရန်ပရိနေမလို့ကျွန်တော်ထည့်မယ်ပြောတာเนาะအရန်ပရိနေဟာလည်းနည်းနည်းထည့်ထိုးပေါ့เนาะအဲ့လိုမျိုးရှိပါတယ်တဲ့เนาะဒါကတော့အဲ့တော့မျိုးတို့အနေနဲ့ဒါလေးတွေကိုတော့ကြိုက်ချင်တဲ့ယူပါမကြိုက်ချင်တဲ့မျိုးတို့စန္ဒာနဲ့အမျိုးတို့ပေါ့เนาะဒီထိတ် ခီးထိတ်ကိုပဲယူကစားကစားဝမ်းကျင်းကိုပဲယူကစားကစားဘရိတ်ကိုပဲယူကစားကစားကိုကြိုက်နှစ်တရာကိုလည်းယူကစားနိုင်ပါလေနော်အဲ့တော့ဒီတစ်ပတ်ကျွန်တော်တို့အပေါ်အောက်တန်းလေးရတော့ကျွန်တော်မပေးပါအောင်ဘာဖြစ်လို့မပေးလဲဆိုပိတ်ရက်တွေများနေတယ်တွေ့ရတာခက်ခဲရှိပါတယ်နော်ဟိုအားလည်းတိတ်မရှိဘူးပေါ့နော်ခတိုင်းပတ်တရာတော့မှန်တယ်တစ်ချိန်လောက်ဟိုပိတ်တယ်နော်အကြောင်းပေါ်ကတနင်္လာအင်္ဂါလိုပြီးခဲ့ဘက်ကပိတ်ထားတဲ့အတွက်ကျွန်တော်တွေ့ရတာခက်ခဲရှိရယ်နော်တိတ်စိတ်မချရတဲ့အတွက်အိုက်မျိုးထွက်မပြပဲနဲ့ကျွန်တော်ဘာလဲဆိုတဲ့အခါကျတော့နက်ခတ်ကြာပြီးတိုင်းနောက်ပတ်မှာနှစ်ခွန်မွေးပရိတ်ဆိုတာရှိပါတယ်เนาะအဲ့ဒါလေးကိုမွေးပရိတ်ကလေးကို ကစားမယ်ဆိုရင် ကစားပါနော်နောက်တစ်ခါကျတော့ကျွန်တော်တို့ပိတ်ရရှိရင်1 2 5 8 1 2 5 8ခွန်ရှစ်ဆိုတဲ့အခွေလည်းရှိပါတယ်အဲ့ဒီအရာလေးပြက်ခဲသောအရာတွေပဲဖြစ်ပါတယ်အဲ့ဒါလေးတွေပဲမူပြီးကစားမယ်ဆိုလဲကစားပါအဲ့ဒီနှစ်ခွန်ဆိုတဲ့ break နဲ့ပြောမယ်ဆိုရင်ဒီမှာ3 6တို့ ဟိုဟာရှစ်လေးတို့ကလည်းဒီနှစ်ခုမိုးပြိတ်နဲ့လည်းတွားကိုက်ကြီးပါတယ်ထို့အတူပဲကျွန်တော်တို့ကပါရီရှိသေးတယ်ဆိုတော့ဒါလေးကမြားတို့ကတ်ယူထားတဲ့လူတွေတည်ရနော်ကတ်ဆိုတာကျွန်တော်ကတ်တချို့လူတွေကတ်ယူထားကတ်ယူထားပြန်ဘာကတ်လဲဆိုပြီးမေးကြတယ်နော်အဲ့ဒါတွေအတွက်ကျွန်တော်ပြောချင်တာကတော့ကျွန်တော်မှာအဲ့ဒီဥပမာပေါ့ဗျာအခုကျွန်တော်ပြောမယ်ပိတ်ရရှိရင်ပိတ်ရရှိရင်နှစ်ခွန်၄ခုပရိတ်မွေးပရိတ်ရှိတယ်ဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးကနောက်ဘက်မှာကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကဆိုရင်ကျွန်တော်ဟိုကျွန်တော်ဟိုကနော် တေချာစာပဲတောင်ကျွန်တော်မလုပ်အားသီးလို့မလုပ်သေးဘူးเนาะဒီမှာတဘောမှာဒီမှာကျွန်တော်တို့ပိတ်ရရှိထားတယ်ပြီးခဲ့ပတ်မှာဒီလိုထွက်ပြီးရဲဒီလိုပိတ်ရရှိရတဲ့ဒီအပတ်မှာဒီအပတ်မှာကျွန်တော်290 break ကထွက်ရမယ်လေဆိုအဲ့မှာဘာထွက်လေး break မှာ၄ break ဆိုပြီးတော့2ချိန်တော့ထွက်သွားခဲ့တယ်အဲ့လိုပဲအခုလည်းဒီမှာပိတ်ရရှိရတဲ့290 break ကနောက်ပြင်မှာထွက်ရအောင်မယ်ဆိုတဲ့ဟာမျိုးတွေနောက်ပြီးတော့၈ထိတ်လာရင်ကျွန်တော်က290ဆိုတဲ့ break ကလည်းလာတတ်တယ်เนาะအဲ့တော့ဒီမှာ၈ထိတ်ကလည်းကျွန်တော်တို့ပြီးခဲ့ပတ်ကမှာ၈ထိတ်အဲ့မှာ၈ထိတ်ဟုတ်လားအဲ sorry เนาะအဲ့မှာเนาะ ကျွန်တော်အောက်ကိုပဲအအောင်များနေအမှဥပမာပြောဗျာရှစ်ထိပ်ရှစ်ထိပ်ဆိုရင်နှစ်ခွန်းလေးကိုဆိုဗရိတ်လာမယ်ဒီမှာကိုဗရိတ်ဒီမှာနှစ်ဗရိတ်ဟုတ်လားဒီမှာရှစ်ထိပ်တစ်ခါပြန်ပြေးတယ်ဒါနှစ်ခွန်းလေးကိုဆိုဗရိတ်လာမယ်ဆိုဒီမှာခွန်ဗရိတ်ဟုတ်လားနောက်တစ်ခါဒီမှာရှစ်ထိပ်ပြေးတယ်နှစ်ခွန်းလေးကိုဗရာအရှစ်ထိပ်လိုင်း sorry ဆိုနှစ်ခွန်းလေးကိုမဟုတ်နော်နှစ်လေးကို6အဲဒီမှာရှစ်ထိပ်လိုင်းနှစ်လေးကို6ဆိုဗရိတ်ပြေးရမယ်ဒီမှာကိုဗရိတ်နှစ်ဗရိတ်နောက်တစ်ခါဒီမှာရှစ်ထိပ်လာတယ်နှစ်လေးကို6ဗရိတ်ပြေးရမယ်ဒီမှာနော်ဒီမှာအဲဒီမှာ6ဗရိတ်ဟုတ်လားအဲ့လိုမျိုးပေါ့နော်ဒီမှာလည်းဒီလိုပဲသွားတယ်ဒီမှာလည်းရှစ်ဗရိတ်ရှစ်ထိပ်ဒီလာထားတဲ့အတွက် နှစ်လေး၉၆ဆိုတော့ဒီမှာလေးဟိုလေး break 6 break အဲ့လိုမျိုးပေါ့နော်ဒီမှာလေး break အဲ့တော့အခုလည်း10 break 10ထိတ်လို့လာထားတဲ့အတွက်နှစ်လေး၉၆ break ကလည်းကျွန်တော်စဉ်းကြရရှိရဆိုတဲ့အတွက်ကျွန်တော်ကနှစ် break ဒီအာတာပါလေအဲ့လိုမျိုးပေါ့နော်ဟိုပုံမှန်လေးတွေပေါ့နော်10ထိတ်စင်းပါဟာလားပိတ်ရရှိရင်ဘလို့အခွေးအဲ့အဲ့ဒီလိုမျိုးကတ်ကလေးတွေကျွန်တော်လုတ်ပေးထားတာလေးတွေဟိုကျွန်တော်ပြောခြင်းဖြစ်ပါတယ်အဲ့ဒီလိုကတ်ကလေးတွေကတော့ကျွန်တော်မှရတဲ့ပံပေါ့နော်အတုံးချလို့ရတဲ့ကတ်တွေပဲဒီဒီကတ်တွေယူထားလို့မြင်သိရနော်ဟိုဒီကတ်တွေကတကယ်ကိုပြက်ခဲတဲ့ကတ်တွေပါ ပြတ်ခဲတဲ့ကတ်တွေဆိုတာလေအတုံးမချတတ်တဲ့လူတွေအတုံးမချတတ်ရင်တော့ဘယ်လိုမှလုံးလို့မရဘူးเนาะအတုံးချတတ်မယ်ဆိုတကယ်ကိုအတုံးဝင်တဲ့ကတ်တွေပါအဲ့လိုကံမျိုးလေးတွေလည်းကျွန်တော်ရောင်းပေးပါတယ်အဲ့ကံမျိုးလေးဒါတော့ကျွန်တော်တို့တကက်တကက်ကိုနီးပေါင်းနီးတော်တော်များများပါပါတယ်အဲ့တော့ကျွန်တော်ကတ်၅ကတ်လုတ်ပေးထားပါတယ်အဲ့၅ကတ်ကိုတော့တကက်ကို9000လုံးနဲ့ကျွန်တော်ရောင်းပေးပါတယ်လိုချင်တော့ဘိုက်ပါမှာယူလို့ရပါတယ်เนาะကျွန်တော်ဘိုက်ပါနံပါတ်ကတော့39926163289ဖြစ်ပါတယ်ကျွန်တော်ဒီမှာချမရေးပေးတာကျွန်တော် call right ညီလုံးလို့ပါเนาะကဲအဲ့တော့ကျွန်တော်ရဲ့ ီကနေ့ပေးချင်တာလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်เนาะကျွန်တော်လည်းဆရာကြီးမဟုတ်ပါဘူးကိုနီးကိုဟန်နဲ့လည်းစူးစမ်းကြပါเนาะကျွန်တော်ကတော့အကြံဉာဏ်ပေးချင်းပဲဖြစ်ပါတယ်ကဲအဲဒီတော့အားလုံးအဖွင့်နေမှာလှလာပါပါအောင်မြင်ကြပါလို့ဆုတောင်းပေးရင်ဒီကနေ့ဗီဒီယိုဖိုင်တွေကိုဒီမှာနေမဲ့ကျွန်တော်အဆုံးတတ်လိုက်ပါတယ်ညာ